အားလုံးမင်္ဂလာပါခင်ဗျာမတ်လ26ရက်နေ့တော့နောက်ဆုံးရရှိထားတဲ့တဲ့တွေကိုတင်ဆက်ပေးပါမယ်ဆိုဒီရက်ပိုင်းရုပ်တံတွေမှာအတန်မကောင်းအတန်အားနေတယ်အတန်ပြင်ပြုံးဆိုတော့စသဖြင့်တော့အတန်ဒီအဆင်မပြေဆိုကြရတယ်ပေါ့နော်ဆိုတော့မိုက်ကလည်းအစ်စ်ဝယ်ထားတဲ့ခါကျတော့အဲ့ဒီအဲ့ဒီအတန်ရဖို့အတွက်ဟူနာချိန်လိုက်ဒီနာချိန်လိုက်နဲ့နည်းနည်းလေးတိုင်ပတ်နေလို့ပါအဲ့အတွက်နည်းနည်းလေးတိခံပြီးတော့နားထောင်မိကြပါတိုးရဆိုရင်လည်းနည်းနည်းလေးကျဲပြီးတော့နားထောင်မိပါတော့ ဆိုတော့နောက်တစ်ခုကဘာလဲဆိုတော့မနေ့ရက်တင်တဲ့တပေါင်းနံတည်းကျွန်တော်ထင်တယ်အထက်မှာပါသွားတယ်ထင်တယ်ဆိုတော့တပေါင်းနံကင်လို့အတုဖြစ်လို့ဖမ်းတာပေါ့တပေါင်းနံကင်ရုံနဲ့တော့ဘယ်သူကဖမ်းမလဲအဲ့လိုဆိုရင်တနိုင်ငံလုံးဖမ်းခံနေရမှာပေါ့ဆိုတော့တခါကြလို့ရှိရင်ကျွန်တော်တို့ကအဲတခုခုမြင်နေဆိုရင်ဖြည့်ပြီးမြင်စေခြင်းတယ်ဆိုကျွန်တော်တို့လည်းဒီကြားထဲမှာတည်င်းအပုတ်ဆယ်နဲ့ချီပေါ့20 30လောက်မှာအရေးကြီးရအကောင်းလို့ရရစိတ်ဝင်စားမဲ့ထင်တဲ့အရာတော့တကယ် interest ပေါ့ ဟိုဘယ်လိုပြောမလဲအကျိုးစီးပွားဖြစ်မဲ့အရာနော်ကိုယ်အန္တရာယ်ကာကွယ်စီမဲ့အရာကြိုတင်တွက်ဆလို့ရမဲ့အရာတွေကိုထည့်သွင်းပြီးတော့ဖော်ပြလေးရှိပါတယ်အဲ့လိုဖော်ပြတဲ့အထက်မှာမှဒီလိုမျိုးလေးလဲတခါတလေပါသွားတတ်ပါတယ်ပါတဲ့ခါကျလို့ရှိရင်ဩအတုကင်လို့ဖန်တာဖြစ်မှာပါဆိုတော့ကျွန်တော်တို့ positive thinking လေးနဲ့ကြီးစေချင်ပါတယ် ကျွန်တော်တည်င်းမှာမဟုတ်ဘူးဘဒုတည်င်းပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုလေးကြည့်စီချင်ပါတယ်ဆိုတော့ဒီနေ့ပထမဆုံးတော့ဒါခက်ကြံကြံလေးတော့ဆွဲရမှာပေါ့နော်အဲ့ဒါတော့ဒီ CRPH ကထင်ပါတယ်နော် CRPH ဆိုတာနိုင်ငံခြားပြီးသွားတဲ့ဥအောင်ကြီးညွန့်ရဲ့လောက်ခံဖွဲ့ဥအောင်ကြီးညွန့်ရဲ့ NDI ပေါ့နော်သူတို့ဖွဲ့ဒီတက်ချုပ်ရဲ့ခရီးစဉ်နဲ့ပတ်သက်ပြီးတော့ပြောတယ်ကျတော့ဘန်ကောက်ကိုသွားမယ်ဘင်းစတက်စီဝေးတက်မယ်အိန္ဒိယသီရီလင်ကာ ပြီးလို့ရှိရင်အဲ့ဒီ ခြားဒီဘင်္ဂလားဒေ့ဒီလိုကျွန်တော်တို့ဘင်္ဂလားပင်လယ်အော်နိုင်ငံကြီးစုပေါင်းပြီးတော့လုပ်တဲ့အစည်းအဝေးဒီအစည်းအဝေးကိုထိုင်းမှာကမ္မကထာပြုလုပ်ပြီးကျင်းပတယ်ဆိုတော့သူတို့ကဘာပြောလဲဆိုတော့ဒီလိုသွားတဲ့အချိန်မှာအင်တာပိုကဘာလုပ်နေလဲအင်တာပိုဆိုတာနိုင်ငံတကာရဲတပ်ဖွဲ့เนาะအာဂျင်တီးနာတရားရုံးကနေပြီးတော့တက်ချုပ်ကိုဖမ်းဝရမ်းထုတ်တယ်အာဂျင်တီးနာတရားရုံးကဘာဘာကဘာမှာဘာဆက်လဲဘာလဲ ဘယ်လောက်ဩဇာလွန်မှုရှိလဲအဲ့ဆိုမြန်မာနိုင်ငံကနေပြီးတော့ဒီအာဂျင်တီးနားသမ္မတကိုအကြောင်းတစ်ခုခုနဲ့ပေါ့နော်အာဂျင်တီးနားကပြီးခဲ့တဲ့ပြဿနာတွေဖြစ်ခဲ့သေးတယ် cryptocurrency နဲ့ပတ်သက်ပြီးတော့ဖြစ်ခဲ့တဲ့ပြဿနာတွေရှိတယ်အဲ့တော့အဲ့လိုမျိုးကမ္ဘာငွေကြီးဘာညာတရကာပေါက်ကက်လေးစခေါင်းစဉ်ထိုင်တက်ပြီးတော့ဖန်ဝရန်ထုတ်လို့ရှင်ရောဖမ်းပေးမှလာအင်တာပိုကယူတော်သွားအောင်နောက်တစ်ခုနော်ဒီတက်ချုပ်ကိုနော်လူမျိုးလုံးတက်ဖြတ်မှုဘာညာဒီလိုမျိုးပြောတယ်โอเคအဲ့ဆိုရင် လူပေါင်းများစွာတတ်ထားတဲ့ PDF ခေါင်းဆောင်တွေရောအဲ့လိုတွားရတာလိပ်ပြလုံလားအဲ့လက်ခံတဲ့နိုင်ငံတွေလိပ်ပြလုံလားပြောချင်တာနော်လူပေါင်းများစွာတတ်ဖြတ်ထားတာလူပေါင်းများစွာတွေးတဲ့နေရာမှာနော်အဖေအမေမောင်နှမဘာမှမချောင်အကုန်ပြတ်တက်ခဲ့တဲ့နော်ထောင်နဲ့တောင်နဲ့ချီတက်ခဲ့တဲ့ PDF တွေရဲ့ခေါင်းဆောင်တွေတွားနေလာနေတဲ့အချိန်မှာနော်ရိုင်းရိုင်းပြောရင်အချက်မရှိဘူးလားနော်ရှိရဇလုံးဖြောက်ပြီးတော့နားထောင်လိုက်အဲ့ဒီအချက်မရှိဘူးလားပြောချင်တာ ဒီမှာကထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပမဲ့ Binstack အစည်းအဝေးကိုနိုင်ငံခေါင်းဆောင်တယောက်အနေနဲ့တရားဝင်ဖိတ်တယ်။အိန္ဒိယဝန်ကြီးချုပ်မူဒီတို့နောက်ထိုင်းမှာဆိုလဲသူဝန်ကြီးချုပ်ကိုယ်တိုင်တက်မဲ့ပွဲ။ဒါပေမဲ့ဒီပွဲနဲ့ပတ်သက်ပြီးတော့နှစ်ဖက်နိုင်ငံထိုင်းရောမြန်မာရောနိုင်ငံတိုင်းဝန်ကြီးဌာနကဘာမှတစုံတရာထုတ်ပြန်တာမရှိသေးဘူး။နော်။ဒါပေမဲ့တရားဝင်မှုဆိုဒီမှာပြရတယ်။တချို့သွားမကျင်းတော့ဘူးလား။ဆန္ဒပြတယ်။တတိရှိတဲ့သူထွက်ပြကြည့်။အဲ့ဒီနေရာမှာသူသူသွားတဲ့လမ်းကြောင်းမှာပြကြည့်လိုက်။ တရားဝင်မှုဆိုအမှမြင်လိမ့်မယ်။ NUG ကဝင်ကြီးတွေကိုယ်တိုင်တွပြလို့ရသေးတယ်။တွပြမတော်စင်မအောင်တနိုင်ငံတိုင်းဝင်ကြီးမလားတွပြကျွန်မဘာလို့မဖိတ်တာလဲ။ဒါမှမဟုတ်ရှင်မဝင်ခိုင်တန်းလားဝင်ကြီးချုပ်လေးတို့ကျွန်တော်ဘာလို့မဖိတ်တာလဲဆိုဆိုင်မှုကံပြီးတွပြကြည့်လိုက်။ကြီးအောင်သွားမှာ။နော်သူတို့တရားဝင်မှုဆိုဘာမှမရှိဘူး။သူတရားဝင်တဲ့သူနိုင်ငံကောင်းဆောင်မဖိတ်တာ။မနာနဲ့မနာနဲ့။ဆိုတော့နိုင်ငံတကာတိုးတက်နေတယ်လို့မြင်တဲ့နိုင်ငံတကာရဲ့အမြင်ကနော် ဒီနိုင်ငံမှာဘသူကဩစာရှိတယ်ဆိုတာသိတယ်။ဘသူကနိုင်ငံကောင်းဆောင်တယ်ဆိုတာသူတို့ခွဲခြားသိမြင်နိုင်တယ်။အဲ့တော့အပြစ်တင်ရင်သူတို့သွားတင်။သွားပြောလိုက်။သွားသွားတယ်သွားမှာပဲ။နော်လုတဲ့သူကလုမှာပဲ။ဒီအချိန်မှာထပြီးတော့အမေရိကန်ထဖိနေတယ်သွားချင်းသွားအောင်မှာ။အဲ့လိုမျိုးနှစ်နိုင်ငံဖိတ်ကြပြီးတော့မှသွားတယ်ဆိုတာလွယ်လွယ်သွားတာမဟုတ်ဘူး။ဥမာထိုင်းကဖိတ်တယ်သွားတယ်။ထိုင်းဝန်ကြီးချုပ်အမိန်နဲ့ဖိတ်တာဘယ်သူကကြားရဲဖြတ်ဖန်းရင်မလားထိုင်းနဲ့မှာနဲ့စစ်ဖြစ်သွားမှာယူတော့သွားမှာအဲ့လိုမျိုးဖြစ်စရာအကြောင်းတကြောင်းတော့မရှိဘူး နော်ဒါကအုံနောက်နေတဲ့သူတွေရဲ့ဝေဖန်မှုပေါ့သူကတော့သူ့လို့သူလို့သွားမှာဝင်ကြီးချုပ်ကတော့သူခီစင်သူသွားမှာပဲဆိုတော့နောက်တစ်ခုကတော့ဒီမှာဒါဥစဉ်တပါပေါ့နော်ဥစဉ်တပါအဲ့လိုပဲသုံးထုတ်မှာမယ်နော် PDF အပေးဥစဉ်တပါဆိုတော့ PDF တွေကြောက်တိုင်းပြပြတာမဟုတ်ဘူးတိုင်းပြပြလို့ PDF တွေပေါ်လာတာအာနာစသိင်းတဲ့တိုင်းပြပြပြတာအာနာစသိင်းတိုင်းပြပြဘူးနော်အာနာစထိန်းတာတိုင်းပြပြเสียအကြောင်းတကြောင်းတော့မရှိဘူးထိန်းတယ် ဒီကောပကိစားရှင်းလိုက်ပြင်ပြီးတော့မှာဆိုတော့မဲမတ်တမမှုကြောင့်အာနာသိနေလို့ပြောတာပညာမဲတဲ့အကြောင်းပြချက်တာဖြစ်တယ်တဲ့ပြန်ပြောမယ်နော်သူပြောတာမဲမတ်တမမှုကြောင့်အာနာသိနေတာလို့ပြောတာတဲ့ပညာမဲတဲ့အကြောင်းပြချက်တာဖြစ်တယ်ဆိုတော့ပညာရှိများကမဲမတ်တမပါဘူးလို့အကြိမ်ကြိမ်လှွတ်တော်တွေမှာလဲတောင်းဆိုတယ်နော်စာပို့ပြီးတော့လဲတောင်းဆိုတယ်မီဒီယာတွေနဲ့သတင်းစာရှင်းလင်းပွဲတွေလုပ်တယ်တက်ကလည်းဒီအတွင်းရတစ်မျိုးအပြင်ရတစ်မျိုးနီးအမျိုးမျိုးနဲ့တောင်းဆိုတယ်ဖြည့်ရှင်းလိုက်ပါနော်အမကြီးတို့အနေနဲ့ဖြည့်ရှင်းလိုက်ပါ မဖြစ်ရှင်းဘူးမဖြစ်ရှင်းတော့ဘာဖြစ်လဲကွာဆိုတဲ့သဘောမျိုးနဲ့လောက်တာအဲ့ဒီကိစ္စကိုသွားဖြစ်ရှင်းမှုညှိနှိုင်းမှုစူးစမ်းခဲ့တဲ့လူတွေဘယ်လိုမချိမငံပြန်ပြောခံလိုက်ရပြီးတော့ဘလူတော်မှကက်ကက်လန်ဖြစ်သွားလဲဆိုတာအဲ့ဒီလူတွေမတည်သေးဘူးရှိသေးတယ်ထောင်ထဲကထုတ်ပြီးမေးလို့လည်းရတယ်အပြင်မှာရှိသေးတယ်သူလည်းသွားမေးလို့ရတယ်နော်ဘလောက်ရိုင်းရိုင်းဆိုင်ဆိုင်ရှိခဲ့လဲဆိုတာနော်အဲ့ဒါပထမတစ်ချက်တောင်းဆိုခဲ့တယ်နော်ညှိနှိုင်းမှုစူးစမ်းခဲ့တယ်နိုင်ငံရေးရဖြစ်ရှင်းမှုစူးစမ်းခဲ့တယ် ဒါပေမဲ့မပြည့်လေဘူးဆိုတာပထမချက်အနေနဲ့ပြောတယ်။နော်ဒုတိယချက်အနေနဲ့ပြောမယ်။အဲ့တော့မဲမတမာမှု ရှိတယ်ဆိုတာဘသူတွေပြောလဲ။အဲ့တော့သူတို့ဘက်ကတော့ကန်ညင်းလိုက်မှာမဟုတ်ဘူး။ကောင်းပြီပြီးခိုင်ဖြိုးကပြောတယ်။နော်တက်မတော်ကပြောတယ်သူ့မဲယုံတယ်မှာလဲမဲတမာမှုတွေဖြစ်ခဲ့တယ်။နော်ဒီလိုမျိုးမဲကိစ္စဒီမဲစင်းမှားယုံမှုတွေအများပြားဖြစ်တယ်။ဒါပေမဲ့မဖြစ်ရှင်းဘူး။နော်ပြီးခိုင်ဖြိုးလည်းပြောတယ်။တော်တော်မှလည်းပြောတယ်။အဲ့တော့ကမီဒီယာကြီးအချို့ဘတ်မလိုက်တဲ့မီဒီယာအချို့တော်တော်များ မဲဆင်းမှယွန်းနဲ့ဆိုတာဖော်ပြခဲ့တယ်။မဲဆင်းမှယွန်းတော်ကိုဖော်ပြခဲ့တဲ့အပြင်ကိုမှဒီရေကောက်ပွဲကာလနော်ရေကောက်ပွဲအကြိုကာလရေကောက်ပွဲပြီးကာလတွေမှာမတမာမှုတွေလုပ်ခဲ့တယ်ဆိုတဲ့အကြောင်းကိုအထောက်အထားနဲ့ပြခဲ့တယ်။ဒါနံပါတ်၁ချက်နော်နောက်တစ်ချက်ထပ်ပြောဦးမယ်။အဲ့ဒါဘာလဲဆိုတော့ပါဝင်ရှင်ပြိုင်ခဲ့တဲ့နိုင်ငံရေးပါတီတွေနိုင်ငံရေးပါတီတွေကိုယ်စားလှယ်လောင်းဆိုရင်သိတယ် NLD ကမဲယုံစောက်တဲ့သူတွေဘလို့ကလပ်ဖန်ထိုးပြီးဘလို့မဲတွေဘလို့လိန်သွားလဲဆိုတာလူတွေသိတယ် ကိုတမဲတဲ့တောက်ထည့်ပြီးပြန်သွားယူနေငါမင်းကတော့ NLD ထည့်ခဲ့တယ်ဆိုပြီး confidence တွေ over confidence တွေဖြစ်မနေနဲ့နော် confidence level တွေ so high မနေငါထည့်ခဲ့တာမှန်တယ်ဆိုပြီးတော့အဲ့လိုမျိုးတော့ဖြစ်မနေနဲ့ဒါပေမဲ့ဒီတိုင်းပြန်လို့ရှိရင်နိုင်မယ်မှန်းသိတယ် NLD နိုင်မှာဒါကျွန်တော်တို့ပြောရည်တယ်ရာခိုင်နှုန်းအဖြစ်ညော့သွားမှာဒါပေမဲ့ NLD ကအဲ့ဒါကိုဖြစ်မှာဆိုပြီးအတင်းရတာအတင်းကရောကြီးလုတ်သွားတာခိုးခဲ့တာအတိအကျပဲဒါပေမဲ့မရှင်းဘူးမရှင်းတော့ပြဿနာတက်တယ်အဲ့ဒီဦးစင်းကဘာထပ်ပြောလဲဆိုတော့မင်းသမောင်ရှိတဲ့တည်းရင်စစ်တပ်ကိုယ်တိုင်တရားလိုလုတ်ပြီးတရားဆွေးလိုက်ရဘုဒ္ဓတော်တရားဆွဲခိုင်းမှာ ်ယူကော့ဘွယ်ကော်မရှင်ကိုတောင်းဆိုတယ်ယူကော့ဘွယ်ကော်မရှင်ကလည်းဘတ်လိုက်နေတဲ့ယူကော့ဘွယ်ကော်မရှင်မရှင်းမနိုင်ဘူးဆိုတဲ့သဘောနဲ့ဒီတိုင်းပြီးသွားပြီးသွားတဲ့အခါကျတော့မှမဖြစ်တင်တာတွေဖြစ်လာတော့မှဒီလိုထားဖြစ်တယ်အဲ့မဖြစ်တင်တာတွေဖြစ်လာပြီးနှစ်နှစ်အနာထိမ့်မယ်နေနေအနာထိုင်ပြီးပြည့်လို့ရှိရင်ရေကောက်ပဲပြန်ကျင်းပါမယ်တို့အဲ့မှာအကုန်လုံးဝင်ချပြီဟုတ်တယ်ဒီလိုပြဿနာတွေအောက်ချီမှာရှိခဲ့တယ်ဒါတို့ညွန်ကြားထားတာမဟုတ်ဘူးလို့ပြောပြီးတော့ရှင်းလင်းလိုက်မယ်ဆိုရင်ပြည်လေသွားမယ့်ကိစ္စကမပြည်လေပဲနဲ့တင်းခံပြီးတော့ လူငယ်တွေကိုလမ်းပေါ်ဆွဲတင်တယ်နံပါတ်၁ချက်နံပါတ်၂ချက်လမ်းပေါ်ရောက်နေတဲ့အချိန်မှာပဲလမ်းပေါ်ရောက်နေတဲ့အချိန်မှာမှပြက်ကမှုဖြစ်ခဲ့ပါပဲ NLD တွေကနော် NLD လွတ်တော်အမတ်တွေကလမ်းပေါ်ကလူငယ်အချို့ကိုမတိမတာတော်တဲ့ဆွဲထည့်သွားတာပြက်ကမှုမဖြစ်သေးဘူးတော်တော်များများအချို့တော့ PDF တွေရဲ့ interview တွေမှာပြန်ကြည့်လိုက်ပြက်ကမှုစတင်ဖြစ်ပေါ်တဲ့ရက်နော်နေပြီးတော့မှထင်တယ်နော်အဲ့ဒါဘာကြောင့်ဖြစ်သွားလဲဆိုတာတော့ကျွန်တော်တို့မပြောတတ်ဘူးကျွန်တော်တို့ကိုယ်တိုင်အခြေမှရှိတယ်တနတ်တန်နဲ့ရောပြီးတော့ ဖြစ်သွားတာနော်ဒါထားလိုက်တော့ဘာကြောင့်ဖြစ်သွားလဲဒါပေမဲ့ပြောချင်တာအဲ့ဒီပြစ်ခတ်မှုပထမဆုံးဖြစ်ပေါ်မှုမတိုင်ခင်မှာ PDF တွေတော်တွေရောက်နေပြီတာအဲ့တော့ PDF တွေကိုရွယ်ချက်ရှိရှိတော်တွေကိုခေါ်ခဲ့တာအဲ့မှာ PDF တွေကပြောတယ်စစ်တပ်ကလမ်းပေါ်မှာလူတွေတပ်ဖြတ်နေလို့ကျွန်တော်တော်တွေဝင်လာပါဆိုယူနေလို့ပြောတာအဲ့ဒါဆိုတော့နော်အဲ့တော့တချို့ဒီကိစ္စတွေမှာနည်းနည်းတော့ဒီနားလည်မှုတွေလွဲနေနားလည်မှုလွဲတာလိန်လို့လွဲနေတာပေါ့နော်လိန်လို့လွဲနေတာထပ်ပြီးတော့ ဖြည့်ရှင်းမှုလိုသေးတယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်တို့ကတော့ပုံမှန်လင်းပြောရင်တော့ဒီအဖြစ်ပြက်ကြီးကိုအစအဆုံးဟောပြီးတော့နက်နက်ချမ်းချမ်းသိခဲ့တယ်မြင်ခဲ့တယ်ကျွန်တော်သိခဲ့တယ်ကိုယ်တိုင်လည်းဒီ crotch ချက်ဒီပါတွေလက်တီချာလေးလေ့လာခဲ့တယ်ဟိုဘယ်တိုင်းနေတာကြီးကပါတယ်ဥဖြူကဘယ်ပြည်နယ်မှာရောက်နေတယ်အဲ့လိုမျိုးပဲ crotch ချက်ချက်လိုက်တဲ့အချိန်မှာလူတယောက်ကမဲစင်းထက်ပြီးနှစ်ကြိမ်သုံးကြိမ်လေးကြိမ်ငါးကြိမ်နေဖြစ်နေတဲ့ အရာတွေအများကြီးပဲကျွန်တော်ဆင်းတွေ့တယ်အခုချိန်ဒီလည်းဆင်းရဲနေရှိသေးတယ်အဲ့တော့ကျွန်တော်တို့ကတော့အသက်မတိမချင်းဒီအဖြစ်အပျက်တွေကိုတော့ပြောနေမှာပဲနော်ဒါပြောကိုပြောနေရမှာရမှာကိစ္စတွေပေါ့အဲ့တော့နောက်တစ်တင်းဘုကကျွန်တော်တို့ဒီအညာဒေတာမှာပေါ့နော်စစ်ကြောင်းလာရင်ပြေးရတယ်စစ်ကြောင်းလာရင်ပြေးရတယ်ဆိုတော့ဒီကိစ္စပေါ့နော်နေရဲစွန့်ခွာတယ်ဆိုတဲ့ကိစ္စတွေစစ်ကြောင်းလာရင်ပြေးစရာမလိုပါဘူးအဲ့ဒီအစားအဲ့ဒီရွာမှာ PDF မရှိရင်အဲ့ဒီရွာကိုစစ်ကြောင်းကသွားစရာအကြောင်းကိုမရှိဘူး ဘာလို့ဖို့ PDF ကအဲ့ဒီရွာမှာနေနေရရွာမှာနေတယ်လက်နက်ကိုင်နေတောင်းညံ့နေရွာမှာကိုနဲ့အမြင်မတူတဲ့လူတွေတက်ဖြတ်တဲ့ခါကျစစ်ကြောင်းထိုးมาပဲစစ်ကြောင်းထိုးရင်လည်းပြည်သူကပြေးစရာမလိုပြည်သူမပြေးပြေးအောင်လုပ်တာကျွန်တော်ဟိုအရင်ကတည်င်းနေကြည်ဘူးတဲ့လူတွေသိလိမ့်မယ်ရေဦးမှာမပြေးတဲ့ရွာကျွန်တော်နည်းနည်းလေးရွာနာမည်ကမုတ်ပါတယ်ဘာရွာလဲတော့မသိဘူးဒါကျွန်တော်မေးနေလို့အဲ့ဒီရွာမှာစစ်ကြောင်းလာတော့မပြေးတော့ခုနှစ်ဦးတိတိတက်တယ်တရက်တည်းတရက်တက်တာ ။ဘာလို့သက်လဲမပြေးတဲ့အပြင်ကိုအဲ့ဒီအိမ်မှာရေသွားတောက်တာကိုလက်ခံလို့တယ်။တူတူရေလာတောက်လို့ရှိရင်မြမလူမျိုးပဲအညာဆောင်လေးရောင်းတဲ့ဆိုင်ငယ်နဲ့ရောင်းတဲ့သူရေတောက်ချင်တယ်ဆိုရင်တောက်ပါရေလေးခတ်ပြီးတော့ခွက်လေးနဲ့ပကံလေးနဲ့တင်ပြီးတော့တောင်ပေးသေးတယ်။အဲကျွန်တော်မြမလူမျိုးရဲ့စိတ်တက်တူတူ PDF ပဲရေတောက်တောက်စစ်တက်ပဲရေတောက်တောက်ပါပေါ့။ဒါပေမဲ့ရေသွားတောက်ရင်တော့အသက်ခံရတယ်ခုနှစ်ယောက်အသက်ခံရတယ်။နောက်တစ်ရက်အဲ့ဒီရွာထိပ်ကဓာတ်ဆီဆိုင်မှာအဖော်မရှိလို့ရွာထဲကလေးတယောက်နဲ့အေးဦးလေးတယောက်နဲ့ဓာတ်ဆီရောက်တဲ့ဦးလေးနဲ့ဓာတ်ဆီဆိုင်တသေးလေးပါပဲ ်အကြီးမို့အဲ့ဆိုင်လေးမှာအိတ်ကြတယ်စစ်တပ်ကလာတော့အဲ့ဒီတိုက်ဆိုင်ထဲမှာရောက်သွားလို့ဆိုအဲ့ဒီနေအောင်လုံးတတ်ပစ်လိုက်တယ်အဲ့တော့စစ်ကြောင်းလာရင်ပြေးဖို့တခါတည်းမှာတာတယ်မပြေးရင်တတ်မှာပဲအဲ့တော့ပြီးတော့ပြေးရပြီလေအဲ့တော့နေရဆွန့်ခွာဆိုတာဖြစ်လာနောက်တစ်ခုဒီစက်တက်လီထီထီပြဿနာစက်တက်လီထီထီပြဿနာလေကြောင်းတိုက်ခိုက်မှုတွေပြဿနာလေကြောင်းတိုက်ခိုက်မှုဆိုတာကတော့ PDF ရှိတဲ့နေရာပဲတိုက်မှာပဲပြည်သူရှိတဲ့နေရာကိုတိုက်လို့စီရေးရအကျိုးမြတ်ပါမှမရှိဘူးဒါကတော့လူတိုင်းနားလေလူတိုင်းသိတယ် စီရီကအကျိုးမြတ်မရှိတဲ့နေရာကိုလေရင်စီအကုန်ခံဘုံတိအကုန်ခံပြီးတော့ပြစ်နေရလောင်းအဲ့လောက်ထိတော့အချိန်အားမနေယူလဲယူမနေနော်အဲ့တော့အဲ့ဒီပြည်သူတွေနေတဲ့ရက်ရွာတွေကိုဘုံတိမကြစေခြင်းစေတနာတအားမှန်နေတယ်ဆိုရင်တအားများပြည်သူမထိခိုက်စေခြင်းဟုဆိုရင်ရွာထဲမနေနဲ့ရွာပြင်ထွက်နေတောထဲမှနေစစ်တပ်လိုအခြေတိုက်စခန်းတည်တန်းတစ်ခုထားပြီးနေရွာထဲသွားဝင်မနေနဲ့ဒါဆိုလို့ရှိရင်ပြည်သူထိခိုက်စေရအကြောင်းတကြောင်းတော့မရှိဘူးငါးပြားတစ်စီးမရှိဘူး เนาะဒါစစ်ကြောင်းတွေလာမှပြည်သူတွေပြေးနေရတယ်ဆိုတော့စကားနဲ့ပတ်သက်ပြီးကျွန်တော်တုတ်ပြန်ခြေပါတာဖြစ်တယ်နောက်တစ်ခုကတော့ကျွန်တော်ပြောစရာပေါ့အဲ့ဒါပါလဲဆိုတော့ကျွန်တော်အရင်နေ့ကလည်းပြောတယ်တဝေရင်နဲ့စိတ်ကံစိမံကိန်းကိစ္စနဲ့တဲ့တင်အတန်တည့်ထွက်တာနဲ့ဒါကျွန်တော်ပြောခဲ့တယ်ထိုင်းကနော်ဒီ US ဒေါ်လာဘီလီယံနဲ့ချီပေါ့ဘတ်နဲ့ဆိုတော့ထရီလီယံနဲ့ချီပေါ့ဒီမလကာရေလက်ကြာကိုဖျက်ချော်ဖို့အတွက် အစီအစဉ်တရက်ကိုလုပ်နေတယ်အဲ့ဒါကအစောပိုင်းတော့ခတခဏဆိုင်းငံ့ထားတယ်เนาะမလုပ်သေးဘူးဘာကြောင့်လဲဆိုတော့တဝယ်ရင်နဲ့စိတ်ကံစီမံငွေကကျွန်တော်ထင်တယ်အီတလီထိုင်းကုမ္ပဏီကထင်တယ်ထိုင်းကုမ္ပဏီကအကောင့်မထဲမှာပေါ်ဖြစ်ဘူးနိုင်ငံတော်ဝန်ကြီးချုပ်တက်မတော်ကာကွယ်ရေးချုပ်ကရုရှားသွားတဲ့အချိန်မှာတဝယ်ရင်နဲ့စိတ်ကံပြန်ဆဖို့ဆိုပြီးသဘောတူညီမှုတွေလုပ်အဲ့ဒီမှာရေနံချက်စယုံတွေပါညာဒီလိုကိစ္စတွေသဘောတူညီမှုလက်မှတ်ထိုးပြီးတဲ့အချိန်မှာပဲเนาะထိုင်းမှာအဲ့ဒီ ီမလကရေးလက်ကြောင်ဖြစ်ကျော်တဲ့ကိစ္စကိုဒီထိုင်းရနေပြီးတော့လုတ်လို့ရမယ်ကျော်ဖြတ်လို့ရမယ်နီလန်ပေါ့နော်အဲ့ဒါဒီအိန္ဒိယသမုဒ္ဒရာနဲ့ပစိဖိတ်သမုဒ္ဒရာကိုချိတ်ဆက်ပြီးမဲ့နေရာပေါ့သူရဲ့ဟွာကိုဖြတ်ပြီးတော့သူနိုင်ငံရဲ့ပိုင်နက်ကိုဖြတ်ပြီးတော့အဲ့လိုလုပ်မဲ့အရာကိုထိုင်းက project account ထဲပေါ်ပြီးပေါ်ဖို့တော့ဥရိချန်တရက်ကိုစရတယ်ပေါ့အဲ့တော့ကျွန်တော်ပြောချင်တာဒဝေရီနဲ့စိတ်ကန်းရဲ့ရိုက်ခတ်မှုပဲအဲ့ဒါနော်အခုဥရိချန်ကိစ္စ ထိုင်းနိုင်ငံပူးဆောင်ရေးဝန်ကြီးဌာနကနေပြီးတရင်ထုတ်ပြန်ပြီနော်ကော်မရှင်တခုလည်းဖွဲ့စည်းမယ်ဒါဟုတ်သူတို့အချိန်မြင့်နေတော့မယ်ဒဝေရင်းနှိမ့်စကံစီမံကိန်းစတာနဲ့သူတို့ကတိုင်ပတ်တော့မှာဒီစီမံကိန်းဘလို့မှအဆင်မပြေတော့အဲ့တော့အကျိုးမြတ်ကလည်းတော်တော်ရမှာအဲ့တော့နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ဒီနိုင်ငံတော်အကျိုးမြတ်ရမယ့်ကိစ္စတစ်ခုကိုသူလုပ်ခဲ့တယ်အမြန်ဆုံးကောင်ထည်ပေါ်မှလည်းရမှာကျွန်တော်တို့တွန်းမရတော့မယ်မြင်များနော် မြန်ဆုံးအချိန်နဲ့တွန်းမတာလဲเนาะကျွန်တော်တို့ဒီထိုင်းနဲ့ကျွန်တော်တို့ ਨੇ ဂျားထဲမှာရှိတဲ့ဒီရှင်ပြိုင်မှုကကျွန်တော်တို့အတာရမယ်လို့ကျွန်တော်ထင်တယ်ဗောနော်နောက်ပြီးရုရှားနိုင်ငံရဲ့ဒီဖွံ့ဖြိုးတိုးတက်မှုနည်းပညာနဲ့ပေါင်းပြီးမှကျွန်တော်တို့လုပ်လို့ရမယ်နောက်တစ်ချက်နောက်ချက်ပါလဲဆိုတော့ဒီစီမံကိန်းစမယ်လို့ပြောတဲ့အချိန်မှာထိုင်းနဲ့နည်းနည်းနီးစပ်တဲ့ KNU ဘက်ကအတန်းထွက်လာတယ်စီမံကိန်းစခွင့်တို့ကမပေးနိုင်ဘူးဗျာညာဆိုသူတို့ကန့်ကွက်တယ်ဆိုပြီးပြောတယ်သူတို့နဲ့မဆိုင်ဘူးဒီကိစ္စနော်ကင်းပြည်နယ်လည်းမဟုတ်နေဘူး เนาะထားလိုက်တော့နောက်တစ်ချက်ကအခုရက်ပိုင်းမှာအဲ့ဒီဒေတာမှာတိုက်ပွဲတွေပြန်ဖြစ်လာတယ်တဝယ်ရင်းနဲ့စစ်ကန်စီမံကိန်းပတ်ချလဲမှာကျွန်တော်ထင်တာကတော့ဒါပျော့ကတော့ပါနေပြီလို့ကျွန်တော်ထင်တယ်ဒီစီမံကိန်းအကောင့်တဲ့ပုံမူနှောက်နေအောင်တော့ပျော့ကတော့လုပ်နေမှာပဲလုံးဝဖြက်လို့တော့မရဘူးဆိုတော့တို့သိတယ်ဒါပေမဲ့နှောက်နေအောင်တော့လုပ်မှာပဲတို့အရင်ပြီးအောင်လုပ်မယ်ဆိုတဲ့သဘောအဲ့တော့မြန်မာနိုင်ငံအနေနဲ့အစောကကျွန်တော်ပြောသလိုပဲအုံနောက်နည်းနည်းမွေးပြီးတော့အဲ့ဒီဘက်ကခလေးတွေเนาะတိုက်ရှင်တခြားနေရာတော့တိုက်ကြအောင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုံးမဲ့နေရာဖြစ်တယ်။အနာဂတ်ညီလေးတို့ညီမလေးတို့ဒီလက်နက်ကင်တိုက်နေတဲ့ကလေးတွေကတည်ရင်တည်သွားကြမှာ။တိုက်ပွဲမှာလည်းတည်ရင်တည်သွားကြမှာ။ဒါမဲ့အနာဂတ်မှာမွေးလာမဲ့ကလေးတွေရှိသေးတယ်။အနာဂတ်မှာအခုစာသင်နေတဲ့ကလေးတွေနောက်တစ်ချိန်ကျရင်ပညာရတွေဖြစ်လာမှာ။နောက်အခုအနာဂတ်မှာမွေးဖွားနေတဲ့ကလေးတွေမွေးဖွားခဲ့တဲ့ကလေးတွေနော်အကျန်းဖတ်တဲ့လမ်းစဉ်ကိုမလိုလားပဲနဲ့စာသင်နေတဲ့ကလေးတွေအတွက်အနာဂတ်ကိုပြန်ကြည့်ရမှာ။နောက်တစ်ချိန်မှာကျွန်တော်တို့ မီးလင်းလင်းနဲ့နော်မီးအလင်းရောက်ကောင်းကောင်းနဲ့နော်ဟိုစက်မှုလုပ်ငန်းတွေကောင်းကောင်းလဲပတ်နိုင်မယ်နိုင်ငံသားရင်းနှီးမြှုပ်နှံမှုတွေတပြုံတစ်ခက်ရအောင်ကျွန်တော်တို့ပြည်သူတွေအဆင်ပြေအောင်လို့အခုတို့ပြည်သူတွေအဆင်ပြေအောင်လို့ငန်းကြီးတို့ညီမတို့တိုက်ပွဲဖြစ်ချင်းချမ်းနဲ့မတော်ဖြစ်ကြပါနော်အဲ့ဒါတင်ဆိုင်ကုန်မဟုတ်ပါဘူးနိုင်ငံတိုးတက်မဲ့အရာလှုပ်တဲ့နေရာဖြစ်တယ်အဲ့တော့အဲ့နေရာနေပြီးတော့ခွာကြဖို့လိုတယ်နော်အဲ့နေရာမှာအုံနောက်လေးတုံမြစဉ်းစားကြည့်ပါဩငါတို့ကတည်ရမဲ့သူတွေပဲဒီနေရာမှာ မတိပဲတစ်ချက်နဲ့သွားတည်လေရတယ်ဒီနေရာမှာပြည်သူတွေဖုံမျိုးတုတ်တက်ဖို့တော့စီမံကိန်းကြီးတစ်ခုရှိတယ်လို့အုံနောက်တော့မှထားပြီးတော့ဒီနေရာကနေရှောင်သွားဖို့လိုတယ်လို့ပြောချင်တယ်အဲ့လိုပဲဒီရက်ပိုင်းမှာဖိလစ်ပိုင်နဲ့အမေရိကန်စီးရီးလေ့ကျင့်မှုရှိတယ်ထပ်ပြီးတော့ဒီထိုင်းနဲ့တရုတ်ကလည်းစီးရီးလေ့ကျင့်မှုရှိနေတယ်အဲ့လိုပဲစပိန်ကမ်းလွန်မှာပေါ့နော် နေတိုးတက်ဖွဲ့တွေစီးရီးလေ့ကျင့်မှုရှိနေတယ်ဆိုတော့ကဘာကြီးပူနွေးလာတယ်ကဘာကြီးကတိတ်ပြင်းမိုင်းမကောင်းနေ အဲ့တော့ကို့ပြည်တွင်းမှာအခုလိုမညီမညွတ်ဖြစ်နေရတော့ဘလို့မှစိတ်မချမ်းသာနိုင်နော်အဲ့တော့မြန်မာနိုင်ငံနောက်ကောက်ကြကြံခဲ့ပါလိမ့်မယ်နော်ကဘာကြီးကတိတ်အခြေအနေကောင်းတဲ့အထဲတော့ကျွန်တော်တို့တော့မမြင်နေဘူးနော်အကုန်လုံးကစစ်မှတ်ဘက်ကလူလာတဲ့အနေအထားကိုကျွန်တော်တို့မြင်နေရတယ်ပေါ့နော်အဲ့ဒီလိုဖြစ်နိုင်မှုအတွက်ပေါ့နော်တည်င်းတပုတ်ဆက်ပြီးတော့ဆက်ဆက်နေနဲ့ပြောပါမယ်အဲ့တော့လာမယ့်နှစ်ဇန်နဝါရီလထဲမှာယူကောက်ပွဲအောင်မြင်အောင်နော် ကျင်းပပြီးစီးဖို့လိုအပ်တယ်ဆိုပြီးတော့နာဆကောက်ခရပြောပါတယ်။ဒါပြီးခဲ့တဲ့ရက်ကလည်းတခါပြောခဲ့တယ်။အခုတခါထပ်ပြောတယ်။နော်။အဲဒီနိုင်ငံတော်ချုပ်ရေးကောင်စီအစည်းအဝေးမှာပြောခဲ့တာဖြစ်တယ်။နာဆကအနေနဲ့သူတို့ရဲ့ဒီရှိလုပ်ငန်းစဉ်အနေနဲ့မဖြစ်မနေလုပ်ရမယ့်အရာပေါ့နော်သူတို့စတက်လာတဲ့ကဒီကိစ္စကိုမဖြစ်မနေလုပ်မလို့ပြောထားတဲ့အရာဖြစ်တယ်။အဲ့တော့ပါတီစုံဒီမိုကရေစီအထူးရေကောက်ပွဲကိုကျင်းပမယ်။ဆိုတော့ရေကောက်ပွဲကျင်းပပြီးလို့ရှိရင်နိုင်ငံရေး အာဏာတွေလွှဲပြောင်းပေးရမယ်ပေါ့ဆက်ပြီးတော့ပြည်သူရွေးချယ်တဲ့အစိုးရနေပြီးတော့အုပ်ချုပ်ပေါ့ဆိုတော့ဒါကကျွန်တော်တို့အမြန်ဆုံးကူးပြောင်းရမယ့်အရာဟိုးလွန်ခဲ့တဲ့3နှစ်လောက်တည်းကျွန်တော်စားလုံးရမယ့်အရာခု9နှစ်ရှိသွားပြီဒီဖြစ်စင်နေတာမဖြစ်ခဲ့လို့ဆိုရင်အခုချိန်ဆိုလို့ရှိရင်အစိုးရတရရဲ့ကုံစုံကြီးနောက်ထပ်ရေကောက်ပွဲတစ်ခုလောက်ထပ်လုပ်ရမယ့်အခြေအနေအောင်ကျွန်တော်တို့ရောက်တော့မယ်ကောင်းကောင်းလေးစတီပဲဖြစ်နေပြီ နော်အာနာထိန်ကဘာလို့ထိန်လဲဆိုတာရှိပိုင်းမှာပြောခဲ့ပြီးပိုင်းတော့အဲဘာကြောင့်အာနာသိန်းလဲလာမမင်းနဲ့ရှိပိုင်းမှာပြောခဲ့ပြီးပိုင်းအာနာဘာကြောင့်ထိန်လဲဆိုတာနောက်တစ်ခုတော့ပြီးခဲ့တဲ့ရက်ပိုင်းကဒါဗမော်နဲ့ခက်လန်းလန်းပေါ့နော်မမျိုးပေါ်နဲ့ခက်လန်းလန်းမှာရှိတယ်ကျုံကုန်းမန်ခါအဲ့ဒီရွာတွေဘက်မှာတိုက်ပွဲတွေဖြစ်ပေါ်ပြီးတော့ပြန်ဆုတ်ပြေးသွားတဲ့ဒီ KIA PDF အလောင်းတွေလက်နက်တွေနေမီရှင်းလင်းနဲ့တင်စီရမိပါတယ်နောက်တဲ့တင်ဘိုးကတော့အဲမတ်လ25ရက်နေ့3လပိုင်းပေါ့နော်မတ်လ25ရက်နေ့ နေ့လယ်ပိုင်းမှာနေ့လယ်ပိုင်းเนาะရေတားရှိမြို့အမှတ်၃ရပ်ကွက်မှာရှိတဲ့ဒါလျှက်စစ်ရုံနားနေဆောင်နားကိုဆိုင်ငယ်တစည်းနဲ့ဒါလက်လုံးမိုင်းအတံမိုင်းတစ်လုံးဒါပြစ်ခတ်ခဲ့တယ်လို့သိရပါတယ်ဒီပြစ်ခတ်မှုကြောင့်တော့တစုံတရာထိခိုက်မှုမရှိခဲ့ဘူးလို့သိရပါတယ်နောက်တတင်းတော့ခလေဒီစခန်းပေါ့เนาะခလေဒီစခန်းကတော့လှိုင်းပွဲမြို့နယ်တမှာရှိတယ်ပေါ့ခလေဒီစခန်းဟိုလာတိုက်တဲ့ဒီ KNU အဖွဲ့တွေပေါ့အဲ DBB ကတင်ထားတဲ့တတင်းအရတော့ခလေဒီစခန်းလာတိုက်တဲ့အဖွဲ့တွေကို ပေါင်900ဘုံ16လုံးကျဲပြီးတော့တိုက်ခိုက်ခဲ့တယ်လို့ပြောပါတယ်။အဲ့တော့ကျွန်တော်တို့ရုပ်သံမှာကြည့်ရတာလည်းတော်တော်လေးပြင်းပြင်းထန်ထန်ဖြစ်သွားတဲ့အနေထားပေါ့။ Gladys Khan ကဟိုဘချမ်းကကျွန်တော်တို့ဒီထိုင်းနေဆိုလို့ရှိရင်အဖြောင့်တိုင်းဆိုလို့ရှိရင်ထိုင်းနေကြနေဆိုရင်တော့3မိုင်ဝန်းကျင်လောက်ပဲဝေးတဲ့နေရာလည်းဖြစ်ပါတယ်။အဲ့လိုပဲနောက်ထပ်လေကြောင်းတိုက်ခိုက်မှုတစ်ခုကတော့ဒါစစ်တွေမြို့တွေကိုအမဲလို့လို့လက်နက်ကြီးတွေပြစ်ပြစ်ထည့်နေတဲ့ ဒါပုံနှကျုံးပေါ့နော်စစ်တွေမျိုးပတ်ဝန်းကျင်ပုံနှကျုံးအဲ့နေရာနေလမ်းလမ်းပြစ်ထည့်နေတဲ့နေရာတွေကိုပုံနှကျုံးပတ်ဝန်းကျင်ကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်။မတ်လ25ရက်နေ့ည9:00နာရီလောက်မှာလေကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုမှာလည်းအေးအေးတိုက်ဆုံမှုများပြားခဲ့ပါတယ်။အဲ့လိုပဲဒီစစ်တွေမျိုးပတ်ဝန်းကျင်မှာရှိတဲ့ခမောင်းတော်ပြီးလို့ရှိရင်ဒီကြောက်ဖြူမျိုးပတ်ဝန်းကျင် မှာရှိတဲ့နော်ဒီကတ်တပီဒီရွာတွေကိုလည်း ီ drone နဲ့တိုက်ခိုက်မှုတွေလည်းဒီရက်ပိုင်းမှာရုပ်တံတွေတော်တော်လေးခက်ဆက်စိတ်ကိုမြင်လာရတယ်။မြင်လာရတဲ့အထဲမှာလည်းဆက်သွေးမြောင်းနဲ့အရှိကြီးတူးထားတဲ့အချင်းတော်တော်ပြေးထားပုံရတယ်နော်။အီအီဖွဲ့နေတဲ့ဒီဆက်သွေးမြောင်းနေကြတဲ့မှာဘန်ဂါတွေလှုပ်တယ်။အဲ့ဘန်ဂါတွေပေါ်တဲတဲတွေဘုံကြတယ်။ဘုံကြတဲ့အချိန်မှာပထမတစ်လုံးနဲ့တော့ဘန်ဂါပြူယုံပေါ့။ထပြီးပြီးတဲ့အချိန်မှာထတ်ချအဲ့လိုမျိုးနဲ့၄၅၀ရောက်တပြိုင်တည်းပျောက်သွားတဲ့ဟာတွေလည်းတွေ့ရတယ်ပေါ့။ဆိုတော့ဘာပြောဒီအနာမကတ်လာအောင်ခြောက်ထားလို့ရတဲ့အနေထားပေါ့နော်။သွေးတော့ပြက်နေမယ့်အနေထားတော့ရှိပါတယ်။ နောက်သတင်းတော့ကတော့ဒါမြန်မာနိုင်ငံနဲ့အဆင့်၁၁ဆင့်ဘနော်ဘလုံးမှာအဆင့်၁၁ဆင့်กว่าတဲ့အာဖဂန်နစ္စတန်အတင်းတို့မြန်မာအမျိုးသားအတင်းတို့အာဆီယံကပ်ပေါ့နော်အကန်ခဲ့ပါတယ်နောက်၂၂ခုနှစ်ခုနဲ့မှာဟိုဆော်ဒီအာရေဗျနိုင်ငံမှာကျင်းပမဲ့အာဆီယံကပ်ပေါ့နော်အာဆီယံကပ်ပြိုင်ပွဲအတွက်အဒီပြိုင်ပွဲမှာမြန်မာနိုင်ငံမှာကန်ခဲ့တာဖြစ်ပြီးတော့မြန်မာနိုင်ငံ မျိုးသားအသင်းကနှစ်ကူးတကူးနဲ့အာဖဂန်နစ္စတန်အသင်းကိုနိုင်ရခဲ့ပါတယ်။အာဖဂန်အသင်းကမြန်မာထက်နော် FIFA သတ်မှတ်ချက်မှာဆင့်၁၇ဆင့်မြင့်ပါတယ်။နောက်သတင်းဘုတ်ကတော့ဒီရက်ပိုင်းမှာမူပြဲဒေသမှာနည်းနည်းတိုက်ပွဲတွေပြင်းထန်နေတယ်။မူပြဲကကရား PDF ဒီဘောနော်ကရား PDF ဒီတွေက B03 နော်ပြီးလို့ရှိရင် B85 အဲ့ဒီရရှိတဲ့သူတို့ရဲ့တရင်တွေပေါ့နော်တရင်တွေကတရင်မှုအစ်စင်တွေတက်ခွဲမှုအစ်စင်တွေလဲတဖြုတ်ဖြုတ်နဲ့ ဒါတည်နေတဲ့တည်နေလေ line ပေါ်မှာတွေ့ရပါတယ်နောက်တည်နေဘုကတော့ဒါမြင်းညံတောင်တာတူဂိတ်ဒီအမေချမ်းနှက်စင် တောင်ကြားပေါ့နော်မကြခဏဆိုသလိုပြစ်တဲ့တောင်ကြားမှာအဲ PDF ဖွဲ့တွေကိုဒါတက်မတော်စစ်ကြောင်းနေနဲ့မတိတာယူမုံတို့ပြည်သူစစ်ဖွဲ့တွေတွားရောက်ရှင်းလင်းခဲ့တယ်လို့သိရတယ်ဒီရှင်းလင်းမှုမှာ PDF ခေါင်းဆောင်စီးတဲ့ကားပေါ့ PDF ခေါင်းဆောင်နာမည်ကစွန်ရဲတဲ့အဲစွန်ရဲစီးတဲ့ကားအပါဝင်ဆိုင်ခင်နှစီး တင်းစီရမီစခန်းနေဖြက်စီခဲ့တယ်ဗောနော်ဆိုရင်ကတော့ဘာပြောလဲဆိုတော့တစ်တော့မှာတင်ထားတယ်မင်းတို့အလှည့်ကြိုက်မနှွေတန်ဆိုပြီးတော့ကားမောင်းပြီးပြေးနေတဲ့ရုပ်တံဖိုင်တစ်ဖိုင်တော့တင်ထားတယ်ဗောနော်နောက်တင်တဲ့ဘုတ်ကတော့ကျွန်တော်တို့ဒီနောင်ချူမြို့နယ်မနောင်ချူမြို့နယ်ဒီတိမ်ပင်လယ်ဗောတိမ်ပင်လယ်မှာဒီဘက်အစုံစုံရွှေရတိမ်ပင်လယ်ဗောဆိုတော့နောင်ချူကြီးရွာပောင်းကျင်လို့ကျွန်တော်ထင်တယ်ကျွန်တော်မှန်းတာကိုရွှေရတိမ်ပင်လယ်ကျွန်တော်မရောက်ဘူးကျွန်တော်ဟုတ်ဘက်တိမ်ပင်လယ်ပဲရောက်ဘူးဆိုတော့နောင်ချူကြီးရွာလို့ကျွန်တော်ခန့်မှန်းပါတယ် ။လောင်ချိုကြီးရွာပတ်ဝန်းကျင်လိုခံမှန်းတယ်။အဲ့ဒီကိုတက်ကတင်လိုက်ပါပြီ။မထင်မှတ်ပဲနဲ့အဲ့ဒီဒုထောက်ကြီးမြေကံပီကတိမ်ပင်လင်နားတို့သွားတင်လိုက်တာကျွန်တော်တို့အံ့ဩတယ်။ဘယ်လိုရောက်သွားလဲမသိဘူး။ဆိုတော့မနေ့ကကျွန်တော်တင်လိုက်တယ်ကျွန်တော်အောက်မှာနောင်ချူဒီတောင်းခန်းကိုကျွန်တော်ဆက်လိုက်ပြီးပို့လိုက်တယ်ဆက်လိုက်တထောင်ပို့လိုက်တယ်ဆိုတော့အဲ့ဒီပုံတွေအောက်မှာနောင်ချူဘရောတိတ်မှလည်းတောင်းခန်းကနေမထွက်တော့ဘူးလားပြောတာကျွန်တော်ကအဲ့ဒီမှာကိုကဲနေတဲ့ຢာရှိလည်းမဟုတ် ကျွန်တော်ကတောင်းခန်းကိုခြေဆိုင်ပြီးပြီးလဲတောင်းခန်းနေမှာဆက်ဖြတ်မှာပေါ့သူကလည်းသူဘယ်လိုသွားနေလဲစစ်ကြောင်းပဲရောက်နေတော့ကျွန်တော်တို့ဘယ်ပြောလို့ရမလဲအခုကဲအဲ့ဒီတောင်းခန်းကနေနောင်ချူကြီးရောက်သွားပြီသွားကြည့်လိုက်မြေပုံလဲသွားကြည့်လိုက်အောင်အဲ့ဒီဒေသရဲ့သွားကြည့်လိုက်ရေဘလောက်ခက်ခဲတယ်ဆိုတာတကယ်မြေပြင်မှာနေခဲ့တဲ့အတီးဆုံးနော်အဲ့ဒီတောင်းခန်းကနေပြီးအဲ့ဒီနောင်ချူကြီးဘက်ချက်ကိုရောက်အောင်သွားကြည့်လိုက်အောင်ဆိုတော့အဲ့လိုမျိုးခက်ခဲတယ်လွယ်ကူမနေဘူးနော် ီတိုင်းလမ်းတိုင်းတိုက်သွားလို့မရအောင်အကုန်လုံးခါးတွေပြက်ပြီးအကုန်လုံးပျောက်ကုန်လိမ့်မယ်ဒီလိုလုတ်ခဲလို့လေခြေဖိုင်းမှာအမားတွေအများကြီးကျုံခဲ့ပြီးတော့ကြီးနောက်တစ်ခုကနေရာတကာမှာလဲဟိုကျွန်တော်တို့ကအားချောင်းနေတာမကောင်းဘူးနော်ကျွန်တော်ကျွန်တော်ကတော့ပြောတာတခြားလူတွေမပြောစိတ်မဆိုးနဲ့ဆိုနေရာတကာမှာကျွန်တော်အားချောင်းနေတာမကောင်းဘူးမြေပြင်မှာတကယ်အလုပ်လုပ်နေရတဲ့သူကတကယ်ကိုခက်ခဲတာနော်ကျွန်တော်ပြောမယ်အဲ့ဒီလိုမျိုးတချို့ပြောတဲ့သူတွေနော်နော်တိုက်ပွဲတကယ်ဖြစ်နေတဲ့နေရာရောက်ဘူးလားကျွန်တော်ရောက်ဘူးတယ်ကျွန်တော်သိတယ်ဘလို့ဘဝပြတ်ထားလဲဆိုတဲ့နေရာတွေအထိကျွန်တော်ရောက်ခဲ့ဘူးတယ် လမ်းပေါ်မှာလက်နက်ကြီးစိုက်နေတဲ့နေရာเนาะကျွန်တော်အဲ့လိုနေရာတွေတော့သွားခဲ့တယ်လမ်းပေါ်မှာကြီးစံကုန်းနေပလဲနေတဲ့နေရာကျွန်တော်ကားဖြတ်မောင်းပြီးတော့ညောင်ရောက်သွားခဲ့တာအဲ့တော့ဟိုတမန်လောက်လမ်းကြီးနေပြီးတော့မနိုင်ဘူးလားမနိုင်ဘူးလားတော့မပြောကြပါနဲ့ပူပြီးခက်ခဲတဲ့အရာတွေအများကြီးရှိပါတယ်เนาะအဲ့လိုမျိုးပြောလို့လဲတချို့လူတွေထောင်းနေပါကြကုန်ပြီပေါ့เนาะမပြောပါနဲ့မကောင်းပါအဲ့လိုပဲမတ်လ25ရက်နေ့အုံမဒီလမ်းဆုံမှာရှိတဲ့ဒီ PDN နဲ့ TNL ခေါအောင်တဲ့နေရာတွေကိုလည်းဒရုန်းကြတိုက်ခိုက်တဲ့ရုပ်သံတွေလည်းထွက်လာတယ်ပေါ့နော် ဆိုတော့နောက်ချိုအနေနဲ့ပြောရမှာဆိုရင်တော့ตัวเนี่ยตูรออเซมเปียตัวบาเลยมั้ยดีเป็ดชังก็โตทอบดิเม็ดกันเปียเนี่ยกัดตัวแล้วสรอกไอ้อ่ะจောက်ดิอ่ะตาอ่านัดเลยเออโหบะดิเป็ดกู้โบสรอกเนี่ยดิรู้เลยเนาะโตทอบดิตราโหอาจารย์มาဆိုလို့ရှိရင်ကျွန်တော်เนี่ยกုတ်ထိတ်กုတ်တွင်ไอ้ไอ้เนี่ยดิเราပဲရှိတော့มั้ยဆိုไอ้เนี่ยตะวะกันนี่ปัดပြီးသိမ်းแล้วဆိုလို့ရှင်ဆိုโหเป็ดชังบาเลยကျွန်တော်แน่ๆยัวนําเมเมตัวလို့ไอ้ยัวเป็ดชังสုတ်ได้แลนดะแลนมั้ย ဒါကောင်းကောင်းသူတို့အတွက်ရှိတော့မယ်အဲ့လန်လည်းချလွမ်းမရှိတော့ဘူးပေါ့နော်အဲ့တော့အဲ့ဒီအခြေအနေတော့ရှိပါတယ်အဲ့တော့အဲ့လိုအခြေအနေဖြစ်အောင်လည်းမနေဖန်တီးနေရတဲ့သဘောပေါ့နော်ဆိုတော့တင်းတဲ့ဘုတ်ကတော့ကျွန်တော်တို့တင်းတဲ့တိုင်းဒေသကြီးတင်းတိုင်းမျိုးနယ်ထဲမှာရှိတဲ့6နှစ်ပေါက်တရားပေါ့နော်ထုံခါတဲပြူမောတောင်လန်းမကလမတ်တိုင်မိုင်နိုင်မတ်3မိုင်နှစ်ဖာလုံးမှာတနေ3မိုင်3ဖာလုံးကြားမှာရှိတဲ့တရားမှတင့်မြင်ဆောင်လေးပေါ့နော်6နှစ်ပေါက်တရားကိုဒီ PDF တောင်းကျမ်းသူအဖွဲ့တွေက မိုက်ခွဲဖြက်စီခဲ့တယ်ပေါ့နော်ဒီမိုက်ခွဲဖြက်စီမှုကြောင့်ဒါအနေငယ်မြဒါပြူကြပျက်စီးခဲ့လို့သိရတယ်အခုလောလောဆယ်တော့မော်တော်ယာဉ်တွေပါတယ်ဖြတ်တန်းသွားလာလို့မရသေးဘူးလို့သိရပါတယ်နောက်တဲ့နေ့ဘုကတော့ရခိုင်ပြည်နယ်ထဲမှာဒါအေလက်အောက်မှာရှိနေတဲ့သူတွေအနေနဲ့ယောက်ျားလေးတွေပဲထင်ပါတယ်အများစုစစ်မှုထမ်းရမယ်ဆိုပြီးတော့ဒါအေကဒါစစ်တနန်တက်ရမှာပေါ့စစ်မှုထမ်းတာစစ်တနန်တက်ရမှာပေါ့အေကထုတ်ပြန်ထားတယ် မကြခင်မှာစိတ်တဏ္ဍာရောစိတ်တဏ္ဍာတက်တာနဲ့စိတ်မှုထဏာနဲ့ဘာမှတော့မချနာဘူးပေါ့နော်အဲ့တော့အင်အားနည်းနေပြီဆိုတဲ့သဘောပေါ့နော်အဲရအောင်တော့ဆုပြီးတော့ရသလောက်တော့လုံးမနေထားပေါ့အဲ့တော့ဘာဖြစ်လဲဆိုတော့တချို့နေရာတွေမှာခလေးစိတ်မှုထဏာတွေတော်တော်များများတွေ့လာတယ်ပေါ့နော်အသက်ငယ်ရွယ်တဲ့စိတ်မှုထဏာတွေတည်ဆုံတဲ့နေရာတွေမှာလည်းတွေ့လာတယ်အဲမနေ့ကပြပမီဒီယာတင်ထားတဲ့ရုပ်သံဖိုင်မှာဆိုရင်တော်တော်ငယ်သေးတဲ့ကောင်းလေးတယောက်ပေါ့နော်ဒါတည်သွားတဲ့ရုပ်သံဖိုင်တစ်ခုဒါတွေ့ရပါတယ်နောက်တစ်ခုကဒီရေစကြူရေလေကျုံကိစ္စကိုရေလေကျုံမှာစစ်ကြောင်းထိုးတယ်စစ်ကြောင်းထိုးတဲ့ခါကျတော့ ပရမတော့တိုက်ပွဲဖြစ်တယ်တိုက်ပွဲဖြစ်တယ်မခံနိုင်တဲ့အဆုံးအဲဆုတ်ပြေးတယ်ဆုတ်ပြေးတော့မီးရှို့ပြေးတယ်နော်ဘာလို့ရေလေကျုံးဆစ်ချောင်းထိုးတာလဲနော်အဲ့ဒီရေစကြိုတဝိုက်ဒီဘက်တောင်သာမြင်းညံတဝိုက်နော်နထိုးကြီးတဝိုက်ရေစကြိုကအဲ့ဒီရေလေကျုံးကိုချင်းလိုက်ပြီဆိုရင်ပြီးပြီနော်မြင်းညံတို့ဘာလို့က PDF တွေတော်တော်များများလာတက်တိုက်တယ်တိုက်ပြီးလို့ရှိရင်အဲ့ဒီရေလေကျုံးနှိပြန်တာနော်အဲ့တော့ဘာကြောင့်ဝင်ရှင်းရလဲဆိုအဖြေကအဲ့ဒါပဲနော်ရေလေကျုံးဆိုတာရွတ်တီးလေးမဟုတ်အကြီးကြီးပဲ နော်တော်တော်များများဒါတချို့အဲ့ဒါနဲ့ပတ်သက်ပြီးနှမ်းဆက်တဲ့သူတွေပြောတာပိုပြီးပြည့်စုံပါတယ်ဆိုတော့ရည်လေကျုံကတော့ဆက်ရှင်းခံနေရအောင်ပါပဲဆိုတော့ကျိုးမမတယောက်မှမရှိတဲ့အထိရှင်းခံနေရအောင်မယ်လို့ကျွန်တော်ထင်ပါတယ်နောက်တစ်ရင်းနှစ်ဘုတ်ကတော့ကျွန်တော်တို့ဒါရခိုင်နဲ့ပဲဆက်ဆက်တယ်လို့ကျွန်တော် ပြောရမှာပေါ့နော်ဘလို့ဆက်ဆက်လဲဆိုတော့ဘင်္ဂလားဒေ့ရှ်ကို American Pacific ဌာနချုပ်ကဒုတိယဗိုလ်ချုပ်ကြီး Joe Power ဒါဘင်္ဂလားဒေ့ရှ်ကကြီးတဲ့အရာရှိတွေနဲ့တွေ့ဆုံတယ်ပေါ့နော်ပြီးခဲ့တဲ့ရက်ပိုင်းကအာဆာက ခေါင်းဆောင်တယောက်အဖမ်းခံလိုက်ရတယ်။ဒါတည်တန်းကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ကရိုးရိုးလေးပဲကုလသမဂ္ဂအထူးတွေ့မှုချုပ်လာသွားတယ်။အဲနောက်ပိုင်းဆက်ဆက်တဲ့ကိစ္စတွေမှာဘင်္ဂလားဒေ့ရှ်ကသူ့အချိန်နဲ့သူတွားနေတယ်။အဲတော့ကျွန်တော်တို့ကဒီနေသက်တေတာမတည်ငြိမ်တဲ့အခြေအနေနဲ့ကြုံနေရတဲ့အခါကျတော့အခုလိုမျိုးဖြစ်ရတယ်ဖြစ်လာတယ်ဆိုရင်ကျွန်တော်တို့မှပြောရတဲ့အာနည်းနည်းညော့တယ်ပေါ့နော်။ဘလူတွေဆက်ဖြစ်လာမလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်နေတာပါဒါ ပထဝီနိုင်ငံရေးကကျွန်တော်တို့စောက်ကြီးသိတဲ့အရာမလို့ထည့်ပြောတာဖြစ်ပါတယ်။ဘာဖြစ်သွားမလဲ။ဘာဖြစ်သွားမလဲဆိုတာတော့ကျွန်တော်တို့ဒါထုတ်ပြောလို့တော့မရဘူးပေါ့နော်။တော့ဒီနေ့တော့တည်နေရတော့ဒီလောက်ပါပဲ။ရာသီဥတုပူတယ်။နော်ကျမ်းမာရေကြီးဆိုင်အတန်းနိုင်ဆုံးနေရိပ်ထဲမှာနေနော်ဒီဘူးတို့မှာလုံးလုံးနေရတဲ့သူတွေလည်းခါတိုင်းမှာနေကြလို့ပဲအဆောင်ဆောင်တက်စားရေတော့ကျမ်းမာရေပူပြီးကြီးဆိုင်ကြပါ။တော့မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေခင်ဗျာ။ကျွန်တော်တို့မီဒီယာကိုထောက်ပံ့နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ KB Whip ERB CBV ဖုန်းနံပါတ်ဖြစ်တဲ့39 4080 398ကိုဒတရအကောက်ထဲထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ် KB WB ဖွင့်ပြီးတော့ကျွန်တော်နံပါတ်ရိုက်ထည့်လိုက်မှဆိုကျွန်တော်နံပါတ်ပေါ်လာမှာဖြစ်ပါတယ် password ခံပြီးလွှဲစရာမလိုပါဘူးခင်ဗျာဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ထောက်ပံ့မှုကအများကြီးအထောက်အကူဖြစ်ပါတယ်နောက်ပြီးကျွန်တော်လှုပ်ဆောင်နေတဲ့ ဒီ brighter လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကိုကူညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကူညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ video လေးတွေကိုကြည့်ပြီးတော့ like share subscribe တွေနှိပ်သွားပေးလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ